အားလုံးပဲမင်္ဂလာပါပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ MPA သတင်းဌာနနဲ့အညာလေးလာရေးစင်တာတို့ရဲ့ပေါ့နော်ပူးပေါင်းတင်ဆက်မဲ့ pocket talk show လေးတစ်ခုပေါ့နော်ကျွန်တော်တို့ဘာကိုတင်ဆက်ပေးမှာလဲဆိုတော့အညာဒေသမှာရှိတဲ့ပျောက်ဆုံးမျိုးဆက်တွေဆိုတဲ့သူတေသနာစာရန်တစ်ခုကိုအခြေခံပြီးကျွန်တော်တွေကဆွေးနွေးသွားမှာဖြစ်တယ်။ဒီသူတေသနာစာရန်မှာပါဝင်တဲ့ပေါ့နော်သူတေသနာပညာရှင်နှစ်ယောက်ကိုလည်းကျွန်တော်ဒီမှာဖိတ်ထားရပေါ့နော်။ အရင်ဆုံးပဲမိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်ကတော့ဂျေပိုင်ပါဒီဒီနဲ့ဂျင်ဆန်ပေါ့နော်မိတ်ဆက်ပေးပါအောင်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါဒီ research ပိုင်းမှာတောင်းပန်ဆောင်ရွက်နေတဲ့ဒီဒီဖြစ်ပါတယ်ဒီစာတမ်းမှာကတော့ဒီကျွန်တော်တို့ဒီသူတေသနနဲ့ပတ်သက်ပြီးတော့မှဒီတွဲပြီးတော့မှဒီဆရာဂျက်ဆန်နဲ့အတူတူပေါ့နော်ဒီ research နဲ့ပတ်သက်ပြီးတော့မှဒီ frame ချတာဒီ data collection ကောက်တာပေါ့နော် research ရေးတဲ့မှာတော့အတူတူပါဝင်ဖြစ်ပါတယ်ဆရာကြီးဟုတ်ကဲ့ခင်ဗျာဟုတ် အားလုံးပဲမင်္ဂလာပါဟုတ် MPA လည်းကျေးဇူးတင်ပါတယ်အဲကျွန်တော်ကတော့ဒီအညာလေးလိုက်စင်တာကအာဂျက်ဆင်ဖြစ်ပါတယ်အဲကျွန်တော်ကတော့ဆရာမတီတီတို့နဲ့တွဲပြီးတော့ဟောဒီသူသတ္တရဆိုင်ရာလေးကိုဟောဒီသတင်းချက်လက်ကောက်ယူတာရောပြီးတော့ analysis လုပ်တာတွေရောကိုအာလောက်လောက်ဆောင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ်အဲ့တော့လူငယ်တွေရဲ့အနာဂတ်ကဘာတွေကောင်းလာနိုင်ချေရှိရလဲဘလို့တွေကောင်းလာနိုင်တာလဲဆရာမဒီဒီဖြေပေးလို့ရလားပေါ့နော် ဒီလူငယ်တွေရဲ့အနာဂတ်ကဒီတိတိတတ်ကောင်းမလာနိုင်ခြင်းရှိရဆိုပြီးတော့ကျွန်တော်တို့ဒီပြောတော့ပြောထားရပေါ့နော်ဆိုတဲ့ခါကျတော့အဓိကတော့ဟိုအခြေအနေတွေပေါ့နော်ဆန္ဒပြောတဲ့ဒီပညာသင်ကြားခြင်းနဲ့လူငယ်ကိုပညာသင်ကြားနိုင်မဲ့အခွင့်အလမ်းပေါ့ အဲဒီပညာရေးမီအိမ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ပေးမယ်ဆိုရင်တော့ဒါကဒီစိတ်ခံစားမှုလည်းအကောင်းနဲ့အဲစိတ်တက်လည်းဟို resilient လည်းကောင်းနဲ့ဒီရဝင်းရလူငယ်တွေအတွက်ပေါ့နော်ဥမာဒီစွမ်းနာရှိမှပြောကျွန်တော်တို့ဒီဘက်မှာလည်းပဲတခြားဒီ program လေးတွေ run နေရတဲ့လေးရှိပါတယ်ပေါ့နော်အဓိကဒီအဲကလေးတွေပေါ့နော်ဒီအထက်တန်းပညာမှာသင်နေတဲ့ကလေးတွေအတွက်ဆိုပြီးတော့မှဒီစာစံကုန်းပြိုင်ပွဲတွေကျင်းပပေးရမျိုးရှိတယ်ဒီဘက်မှာပေါ့နော်အဲတစ်ဖက်မှာလည်းပဲဒီ diploma တန်းတွေဖွင့်နေရမျိုးလေးတွေလည်းရှိတယ်ပေါ့ဆိုတော့ ဲ့အခါကျတော့ဟိုဒီလိုမျိုးအခက်အခဲစိန်ခေါ်မှုတွေအများကြီးတွေကကြားတဲ့ကနေပြီးတော့မှပေါ့သူတို့အတွက်ဒီမျှော်လင့်ချက်ရောင်ကြီးလိုမျိုးပေါ့နော်ဖြစ်ဖြစ်စီးပေးနိုင်မဲ့ပညာရေး institution တွေပေါ့နော်အဓိကများများပေါ်လာမယ်ဆိုလို့ရှိရင်တော့အဲဒီလူငယ်တွေအနေနဲ့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီရတဲ့အနေအထားတစ်ခုမှာအဲဒီပေးနိုင်တဲ့ institution တွေကနေပြီးတော့မှတက်နိုင်နေများပေါ့နော်ဖြည့်စည်းပေးနေတယ်သူတို့ဒီပညာရေးနဲ့ပေါ့နော်လက်လန်းလေးဆက်မိနေတဲ့အနေအထားမျိုးလေးရှိတယ်ဆိုလို့ရှိရင်တော့ အရှေ့မှာပြောသလိုပဲသူတို့လုပ်ချင်တဲ့ဒီကဏ္ဍတွေကဏ္ဍအသေးသေးမှာပေါ့နော် ဒါအထောက်အကူတစ်ခုအနေနဲ့ဒါဖြစ်မယ်ဆိုတဲ့ဟာမျိုးလေးလည်းကျွန်တော်သုံးသပ်မိတယ်ပေါ့နိအဓိကကတော့ဒီတိုက်ပွဲတွေကြားထဲမှာဘလို့ပဲရှင်တန်ရရှင်တန်ရပေါ့နော်ဒီသူတို့ရဲ့စိတ်ထဲမှာကဒီလှုပ်ရှင်နေတဲ့စိတ်ရှိရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာဘလို့ပဲဖြစ်ဖြစ်ဒါတော့နိုင်နေဆိုတဲ့အနေအထားမျိုးရှိရဲပေါ့နော်နောက်တစ်ခုကဒီဟိုတခြားဒေတာတွေမှာဆိုလို့ရှိရင်ကဟိုပညာရေးနဲ့ပတ်သက်ပြီးပြောကြမယ်ဆိုလို့ရှိရင်ဒါဟိုအထက်တန်းပညာရေးပြီးသွားပြီဆိုလို့ရှိရင်ဒါတက္ကသိုလ်တက်ဖို့ဆိုလို့ရှိရင်ဒါ GD တို့စသဖြင့်ပေါ့နော်ဒီလိုမျိုးတွေ program တွေရှိကြရဲပေါ့နော်ဆိုတဲ့ခါ ါကြတော့လည်းပဲတစ်ဖက်မှာကပေါ့နော်ဒီလက်လန်းမြင့်နိုင်မှုအတိုင်းအတာမှာဆိုလို့ရှိရင်လည်းပဲဒီအထက်တန်းပညာရေးနယ်တွေရက်မသွားတဲ့နောက်ထပ်ဒီ post secondary level education providers တွေဒါများများပေါ်ပေးဖို့အတွက်ဆိုကျွန်တော်တို့ကတော့ဒါဥတည်တယ်ပေါ့နော်ဒါ suggestion တစ်ပုံမျိုးလည်းဖြစ်ပါတယ်ပေါ့လေ ဲနောက်တစ်ခုကကြတော့ဒီ resource ပေါ့နော်အဓိကကဒီအထက်တပညာရေးမှာဆိုလို့ရှိရင်လည်းပဲပေါ့နော်တင်ကြားနေရတဲ့စစ်စမတွေနဲ့နောက်တစ်ခုကဒီတင်ကြားနေရတဲ့ဒီ education infrastructure မှာကဒီလုံးလုံးလောက်လောက်အမကောင်းနေဘူးပေါ့နော်ဒီစောနာပြောရှိမှပြောသလိုဆိုရင်ဒီတိုက်ပွဲတွေနဲ့ပြည်ပခါတွေကြောင့်မလို့ဒီ education institution တွေကဒီတက်ရောက်မှုတွေရှိတယ်လို့တစ်ဖက်မှာကလည်းပဲဒီ match လာ28ကဖြစ်သွားတယ်ဒီငလျင်နဲ့ဆိုလို့ရှိရင်လည်းပဲဒါထိခိုက်မှုတွေကဒီစကိုင်းမကွေးဘက်မှာဆိုလို့ရှိရင်လည်းပဲဒါရှိခဲ့တာမျိုးတွေရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီ ဆိုတာပြောတဲ့ဒီအခက်ခဲစိန်ခေါ်မှုတွေကတော့အများကြီးပဲအဲ့အများကြီးတဲကမှတို့တွေအတွက်အဲဒီတောက်ပနိုင်မှုဆိုလို့ရှိရင်တော့ဆိုတာပြောတဲ့ဒီ support ပိုင်းပေါ့နော်အဓိကကတော့ဒီ institution တွေပါမယ်နောက်တစ်ခုက resource တွေပါမယ် resource ဆိုတဲ့နေရာမှာလည်းပဲဒီဆရာဆရာမတွေနဲ့ပတ်သက်ပြီးတော့မှဒီ qualification လည်းပါနိုင်တယ်နောက်တစ်ခုကဒီအာတို့တွေရဲ့ဒီတင်ကြားတဲ့ဒီ materials တွေနောက်တစ်ခုကဒီတင်ကြားတဲ့ institution ပေါ့နော်ဒီ safe learning space ဆိုတာမျိုးလေးတွေဖြစ်နိုင်ဖို့ပေါ့နော်နောက်တစ်ခုကကြတော့ဒီတချို့ဒီလူငယ်တွေကကြတော့ပညာရေးနဲ့ဒီ ဟိုဆိုနာပြောသလိုဒီတော်လိုင်းထဲမှာပါနေရရလဲရှိနိုင်တယ်လို့တစ်ဖက်မှာကလည်းပဲဒီအာ ဝေးကွာနေရာမျိုးတွေလည်းဖြစ်နိုင်နေပေါ့နော်ဒီတိတိတနာမှာမပါဝင်ခဲ့တဲ့လူငယ်တွေလည်းရှိနိုင်တဲ့အခါကျတော့သူတို့တွေအနေနဲ့ကောဒီပညာရေးနဲ့ပတ်သက်ပြီးတော့သူတို့တွေဆက်ပြီးတော့မှဒီ landing လုပ်ချင်နေဆိုလို့ရှိရင်လည်းပဲပေါ့နော်အဲ့လိုမျိုးဒီအနေထားတစ်ခုလေးကိုဖန်တီးပေးဖို့ပေါ့နော်ဆက်သဖြင့်ဒီလိုမျိုးဒီပတ်ပေါင်းစုံကနေပြီးတော့မှဒီလိုမျိုးလေးထောက်ပံ့ပေးမယ်ဆိုလို့ရှိရင်တော့ဆန္ဒပြောတဲ့ဒီအတိသားတွေပေါ့နော်ဒီကောင်းမွန်လာနိုင်တဲ့အခြေအနေလေးတွေတော့ဖြစ်နိုင်နေပေါ့နော်ဆက်သဖြင့်ပေါ့ကျွန်တော်တို့တုံ့တက်ထားပါတယ်ရှင်ဟုတ် ဆရာကြည်ဆန်ဟိုတော့သူတည်သနာမှာပါဝင်တဲ့အမေပေါ့နော်လူငယ်မိဘဆရာကြီးရဲ့အမြင်တွေအေကဘလို့ရှိတယ်လဲအဲ့ဒါကိုနည်းနည်းအချင်းချင်းပြီးတော့ပြောပြပေးပေါ့နော် ပြီးတော့တို့ရဲ့အနာဂတ်ပုံမျှော်လင့်ချက်ကဘလို့ရှိလဲအာကျွန်တော်တို့ရှေ့မှာလဲဆွေးနွေးခဲ့သလိုဟိုအမေကိုနေကိုမိတဲ့အချိန်မှာလူငယ်တွေဖြေတဲ့ ဟိုကျွန်တော်က interview တဲ့အချိန်မှာအုပ်စုနှစ်စုပေါ့နော်အဓိကအုပ်စုကြီးနှစ်စုဖြူတာပေါ့နော်တော့ပထမအုပ်စုကတော့ဟိုလူငယ်အုပ်စုဖြစ်တယ်နောက်အုပ်စုကကျတော့ဆောင်းကလို့ကျွန်တော် guardian ပေါ့နော် guardian ဆွဲထဲမှာဆရာဆရာမပါတယ်ပြမိပါတယ်ပါတယ်ပေါ့အဲအဲ့ဆိုတော့အုပ်စုနှစ်စုအာ interview တဲ့အချိန်မှာအာအဖြေအချို့ကိစ္စတွေတော့တူတာမျိုးရှိတာပေါ့ဆောင်းကလို့ဒီပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးဘလိုခက်ခဲတွေဖြစ်လဲအဲစီးပွားရေးခက်ခဲတွေအဲဘာဘလိုတွေဖြစ်လဲဒါကတော့ မြင်တာတဲ့ကိစ္စတွေဆိုတော့နှစ်ဖက်လုံးမှာတော့တူညီတဲ့အဖြေထွက်လာမျိုးတွေတော့ရှိပါတယ်။ဒါပေမဲ့ဆောင်းကလို့ပေါ့ဟောဒီ psychological challenge ပိုင်းတွေမှာတော့ဟောတိတ်မတူတဲ့အဖြေမျိုးလေးတွေကျွန်တော်တို့ဟောတွေ့ရတာမျိုးတွေရှိတယ်။အနာဂတ်နဲ့ပတ်သက်တဲ့ပြောလင်းချက်ပေါ့နော်။ဟောဆရာဆောင်းကမြေမိကုံကိုကျွန်တော်အနောက်ခုလုံးကိုပေါင်းပြီးတော့တော့ပြောရမယ်ဆိုရင်တော့အာလူငယ်တွေကတော့အာအာလက်ရှိဖြစ်တဲ့အခင်းချင်းကိုဟိုဘယ်လိုပြောရမလဲ။ အရှိကိုရှိတိုင်းသူလက်ခံနိုင်စွမ်းရှိလာတဲ့အဲဖြစ်နေပြီဆိုမှတော့ကြုံရမှာပဲရင်ဆိုင်ရမှာပဲပေါ့အဲ့တော့ဒါကိုဟိုအရင်ရှိခဲ့တဲ့အဲပုံစံသဘောတရားတွေတမူဓာတ်တွေအတိုင်းတွားဖို့ထက်ဘယ်လိုမျိုးရင်ဆိုင်ရင်ကောင်းမလဲဆိုတဲ့အဲခန်းစားချက်မျိုးဟိုခံယူချက်မျိုးနဲ့အဲသူတို့ကရှေ့ဆက်နေကြတယ်ပြီးတော့ဟိုအနာဂတ်အတွက်လည်းအဲကြိုတင်ပူပန်မှုထက်ပေါ့နော်တနေ့တနေ့ အဲဒီသူတရထဲမှာဖြည့်ထားမျိုးရှိပါတယ်အဲဆိုကျွန်တော်ကမေးတယ်အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုယူဆလဲဆိုရင်တို့ကအများအားဖြင့်ကတော့အဝေးယူတော့တို့မထွေးတော့ဘူးပေါ့ရေရှည်ဆိုတဲ့ရေမှန်ချက်တဲ့တို့ရေတူစဉ်းစားချက်အခုလက်ရှိတင်းနန်းတက်နေရဆိုရင်အဲ့တင်းနန်းကိုသူအကောင်းဆုံးတက်မယ်ပေါ့အာအခုလက်ရှိကောင်းနေသေးရဆိုရင်ကိုပဲလေသူအနေနဲ့တနည်းတနည်းကိုရင်ဆိုင်ဖြတ်တဲ့အသက်ရှင်နိုင်နေဆိုရင်ပဲဒါအကောင်းဆုံးဖြစ်တယ်ဆိုရယ်စဉ်းစားချက်မျိုးဖြစ်တယ်ပေါ့။အော်ဒါပေမဲ့ဆုံးကလူကြီးသူမတွေ ဆိုတော့ဆန်ဆန်မအပါဝင်နေကြတော့ဆန်ဆန်မဆိုတာလည်းဟိုဖြစ်စေခြင်းနဲ့ဆန္ဒရေးလည်းအများကြီးရှိတာ哦မိဘတွေဆိုတာလည်းကိုသားသမီးကိုပုံဖော်ချက်တွေလည်းအများကြီးရှိတော့သူတို့အနေနဲ့ဆိုရင်တော့နောက်ဆယ်နှစ်တန်ဒီ15နှစ်တန်ဒီဒီ conflict ကဒီတိုင်းပဲဆက်ဖြစ်နေဦးမယ်ဆိုရင်ဆိုတဲ့စဉ်းစားချက်မျိုးနဲ့အဲသူတို့ကတော့အာတိုင်းပြည်မှာတော်တော်နစ်နာသွားနိုင်တယ်အများကြီးစစ်ပူစရာကောင်းတယ်အဲဒီလိုပုံစံမျိုးပေါ့နော်စိုးရိမ်တဲ့စိတ်မျိုးတွေကို သူတို့ကတော်တော်များများပေါ်ပြတာတွေ့ရတယ်ပေါ့ဒါပေမဲ့အဲတစ်ချိန်တည်းမှာပဲလူငယ်တွေကမျောလင့်ချက်တွေရှိနေတယ်ဆိုပေမဲ့ဒီအချိန်ကြီးကြာသွားဖို့တော့သူတို့ကမမျောလင့်ဘူးပေါ့သူတို့အများစုကအမြဲတမ်းပြောတယ်အဲဒီဒေါ်လာရင်းအပေါ်မှာတော့သူတို့ကတစ္ဆာဖောက်မှာမဟုတ်ဘူးသို့တော်ညာလည်းဒေါ်လာရင်းနဲ့ပတ်သက်ပြီးလုပ်နေတဲ့အဖွဲ့အစည်းတွေအဲတက်ဆိုင်ရပေါ့နော်ဟောဒီအဲဘယ်လိုပြောအာနာပိုင်းလို့ပြောရမလားအစသည်ဖြင့်အဲဒီ အဲတာဝန်ရှိတဲ့သူတွေပေါ့အဲတာဝန်ရှိတဲ့သူတွေနဲ့လည်းစစ်စည်းလုံးလုံးညီညွတ်ညွတ်နဲ့အကောင်းဆုံးအဖြေတွေကိုလုပ်စေခြင်းနဲ့အဲ क्वे ပြားတာမျိုးတွေမဟုတ်ဘဲနဲ့ဒီပြဿနာကြီးအမြန်ဆုံး ပြီးသွားဖို့ကိုတို့မျှော်လင့်နေပေါ့အဲဆိုရင်အဲတို့ကပြဿနာပြီးမှတို့ဘဝရှေ့ဆက်သွားမယ်ဆိုစဉ်းစားချက်ပြီးတော့မဟုတ်ဘူးဒါပေမဲ့ပြဿနာကြီးပြီးမယ်ဆိုရင်တော့ဟောပူကောင်းတဲ့အနာဂတ်ကိုပုံဖော်နိုင်မယ်ဆိုတဲ့တို့မှလည်းမျှော်လင့်ချက်ပေါ့နော်အဲ့လိုမျိုးဟုတ်မျိုးလေးလည်းအဲတို့မှလည်းရှိကြပါတယ်ပေါ့အဲဆိုအဲနည်းနည်းလေးပြန်ချုပ်ရမယ်ဆိုရင်တော့အစစုံကလို့ရေတူစရေရှိစဉ်းစားချက်တဲ့ရေတူစဉ်းစားချက်ကိုတို့ကပို့သွားလာတယ်အဲလူငယ်တွေကပေါ့နော် ဟောပြီးတဲ့အချိန်မှာအာဒီ individual dreams ပေါ့ personal dreams တဲ့အဲဆုံးကလို collective dreams ကိုတို့ကအာပို့ပြီးတော့ဟောသွားလာတယ်ပေါ့နော်။အာဟုတ်ကဲ့ပါဆရာဟုတ်ဟုတ်ကဲ့အဲဒီခါတော့ဒါ sama video ပဲမေးမယ်ပေါ့နော်။အာဒီသူတေနာတွေ့ရှိချက်တွေကအခြေခံပြီးတော့ပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့ပညာရေးလူမှုရေးစိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေအတွက်ကို ပေါ့နော်ဒါနိုင်ငံကပဲဖြစ်ဖြစ်ပြည်တွင်းပြည်ပအကူအညီတွေကိုဘယ်လိုမျိုးပေးနေရဲ့အဖွဲ့တွေကိုဘယ်လိုမျိုးအကြံပြုချင်လဲအကြံပေးနိုင်တာရှိမလဲပေါ့နော်ဟုတ်ကဲ့ဟုတ်အဲဆိုရဲခါကြတော့ပေါ့နော်ဒီအကြံပြုချက်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့လေအဓိကတော့ဒီဟိုပါပေါ့ကျွန်တော်တို့ဒီတုတေသနကတော့အဓိကတော့ဆွမ်းနာရှိမှပြောသလိုပဲညညာနဲ့ပတ်သက်ပြီးတော့ အဲလေ့လာထားတဲ့ဒီစာတန်းပေါ့နော်အထူးသဖြင့်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းဒီအာဏာသိမ်းပြီးနောက်ပိုင်းအဲသူတည်တနာတွေအများကြီးထဲမှာပညာရေးနဲ့ပတ်သက်ပြီးလောက်ကြတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါပေမဲ့ဒီအညာကိုအခြေပြုပြီးတော့မှလောက်တဲ့ဟာကရှားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီအညာနဲ့ပတ်သက်ပြီးတော့မှအဲဒီလောက်နေတဲ့အဲဒီပညာရေးမှာပေါ့နော် လဲပတ်နေတဲ့အဖွဲ့အစည်းတွေဒီကြာကာလမှာပညာပေးနေကြတဲ့ဒီဆက်ဆံမှတွေအာအခြေခံဒီပညာရေးမှာကောဒီအထက်ဒီအထက်တန်းပညာရေးမှာကောတင်ပေးနေတဲ့ဒီပညာရေးကဏ္ဍမှာလှုပ်ဆောင်နေတဲ့ပေါ့နော်ဒီဆက်ဆံမှတွေចောင်းသားចောင်းသူတွေအတွက်ပေါ့နော်အာအဓိကသူတို့စိန်ခေါ်တဲ့စိန်သူတို့ရင်ဆိုင်နေရတဲ့ပေါ့နော်စိန်ခေါ်မှုအခက်အခဲတွေကိုဒါတနည်းတစ်ပုံနဲ့တော့ဒါမြင်သာစေမယ်ပေါ့နော်ဒီသူတည်တနာအနေတစ်စင်းပေါ့ဒီလိုမျိုးစိန်ခေါ်မှုတွေအခက်အခဲတွေကြားတဲ့ကနေပြီးတော့မှသူတို့ယုံထွက်ပြီးတော့မှဒီတက်နိုင်တဲ့ င်ဝင်တနိုင်နေအင်အားနဲ့ပေါ့နော်လှုပ်ဆောင်နေတဲ့အပိုင်းလေးတွေကိုကျွန်တော်တို့တိတာစီတယ်မြင်သာစီတယ်ပေါ့နော်ဒီပေါ်မှာပဲအခြေခံပြီးတော့မှပဲအဲကျွန်တော်ရှေ့မှာပြောသလိုပညာရေးလို့ပြောလို့ရှိရင်လည်းပဲအဲကျွန်တော်ဒီကိုရယူထားတဲ့ပညာရေးပေါ့နော်လက်ရှိသွားနေတဲ့ပညာရေးကအဲဒီဟိုနိုင်ငံတကာမှာဘောနောက်တစ်ခုကဒီဟိုပေါ့ဒီတချို့ဒီ data တွေနဲ့ပတ်သက်ပြီးတော့မှလည်းတချို့ဒီတိုင်းဒေတာပတ်တွေမှာဆိုလို့ရှိရင်လည်းပေးနေတဲ့ဒီပညာရေး institution တွေလည်းရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ ဒီလိုမျိုးခန္ဓာတွေနဲ့အတတီနဲ့ချိတ်ဆက်ပြီးတော့လုံနိုင်မှုတွေလည်းရှိလာနိုင်မယ်ပေါ့နော်တစ်ဖက်ကဒီလိုမျိုးလေးတွေလည်းရှိနိုင်နောက်တစ်ခုကကြတော့ဒီအခုသွားနေတဲ့ပညာရေးပေါ့အခုဆိုရင်ဒီချိုကလေးတွေဆိုလို့ရှိရင်ဒါဒီ NUG ရဲ့ပညာရေးအောက်ကနေပြီးသွားနေရလည်းရှိတယ်ဒီအထက်တန်းပညာရေးမှာဆိုလို့ရှိရင်တော့ဒီအညာ Institute လိုလိုမျိုးနောက်တစ်ခါနောက်တစ်ခုကတော့ဒီနောက်ထပ်ဒီပညာရေးလေးတွေလည်းဖန်တီးပြီးနေရမျိုးလေးရှိရပေါ့နော်ဆိုတဲ့အခါကျဒီလိုမျိုးသူတို့တက်နေတဲ့ဒီဒီပလိုမာတန်းတွေပဲဖြစ်ဖြစ်ပေါ့နော်အဲဒါရင်နဲ့ပတ်သက်ပြီးတော့မှတစ်ဖက်မှာက ဒီ accreditation ပေါ့နော်တချို့ဒီ university တွေနဲ့ချိတ်ဆက်ပြီးတော့မှ collaboration လုပ်နိုင်ဖို့တွေစသဖြင့်ပေါ့နော်ဒီသူတို့ရဲ့သူ quarantine ဖြစ်စေမယ့်ဟာမျိုးလေးပေါ့လေ certificate တပေါ်မျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီပေါ်မှာခြေခံပြီးတော့ပဲတစ်ဖက်မှာကဒီလူငယ်တွေအတွက်ပေါ့နော်တခြားလိုအပ်တဲ့ခဏအတိအကျမှာသူတို့လုံဆောင်နေနေရမှာလဲအတိုင်းအတာတစ်ခုအထည်ဒါအထောက်အကူဖြစ်မယ်လို့လည်းမြင်နေပေါ့နော်နောက်တစ်ခုကတော့ဒီဟိုကျွန်တော်တို့ဒီနောက်ပိုင်းမှာကအဲအခုပြိပခတ်နောက်ပိုင်းရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုကဒီဆီယာမေးတဲ့မိကွန်းထဲမှာ ည်းပါတယ်ပေါ့နော်ဒီစေပန်းဆိုင်ရာထောက်ပံ့မှုပေါ့နော်စေပန်းဆိုင်ရာထောက်ပံ့မှုဆိုတဲ့အခါမှာကျတော့အဲဒီဟိုအရင်တော့ကတော့ဒီခုမဖြစ်ခင်ကတော့ဒီ trauma တို့နောက်တစ်ခုကဒီ stress တွေဆိုလို့ရှိရင်ငါများတော့အဖေကဒီ personal ကိစ္စလိုပဲမြင်ကြတာများတယ်ပေါ့နော်လူတူးချင်းစီနဲ့ပဲဆိုင်နေဒီအုပ်စုတစ်ခုဒီ community တစ်ခုအနေနဲ့မမြင်ကြဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီဆောနာပြောတဲ့ဒီအခက်အခဲစိန်ခေါ်မှုတွေအများကြီးပေါ့နော်တိုက်ပွဲတွေနဲ့နောက်တစ်ခုကဒီစစ်တမ်းထိုးမှုတွေနောက်တစ်ခုကဒီ migration ပြဿနာတွေစသဖြင့်ပေါ့နော်နေရဆွံ့ခွာရတဲ့ကိစ္စတွေဒီလိုမျိုးအခြေအနေတွေအခက်အခဲအများကြီးတွေအကြောင်းမလို့ဒီလူတုဒီအညာပဲပြောပြောဒီအကုန်လုံးရင်ဆိုင်နေရတဲ့ဒီလူတုတရားဝင်မှာဆိုလို့ရှိရင်ဒါ trauma ကဒီ personal ကိစ္စဆိုတာထက်ဒီ collective issue တစ်ခုလိုမျိုးကိုဖြစ်နေတာပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတက်နိုင်နေဆိုလို့ရှိရင်တော့လည်းပဲဆွမ်းနာပြောရတယ်တချို့ဒီ လိုအပ်တဲ့ခန္ဓာတွေမှာပေါ့နော်ဒီ psychosocial support တွေပေးနိုင်လဲပိုကောင်းတာပေါ့နော်အဲနောက်တစ်ခုကတော့ဆက်နပြောသလိုဟိုသူတို့တွေအနေနဲ့ပေါ့နော်ဒီသူတို့မျှော်လင့်ချက်တွေရှိနေတဲ့အနေအထားမျိုးမှာဒီဟိုပေးနေတဲ့အဖွဲ့အစည်းတွေနိုင်ငံတကာပဲဖြစ်ဖြစ်ပြည်တွင်းအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ပေါ့နော် local CS တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီ အဓိကလိုအပ်တဲ့နေရာတွေကိုရောက်နိုင်ဖို့အရေးကြီးရယ်ပေါ့နော်အဥမာဆိုရင်တင်ယုံညံ့တဲ့စာအုပ်တွေမလုံလောက်တဲ့ပြဿနာတွေဆိုလို့ရှိရင်လည်းဒီထိုဒီနေဆက်ပြမှာဆိုလို့ရှိရင်လည်းဒါဖြစ်တာတွေလည်းတွေ့ရတယ်နောက်တစ်ခုကဆိုတော့ပြောသလိုရှေ့မှာတော့စိန်ခေါ်မှုတွေအခက်အခဲတွေကတော့အများကြီးပဲပေါ့နော်ဒီစိန်ခေါ်မှုအခက်အခဲတွေကိုဒီတက်နိုင်နေဝင်နေငွေရေးကြေးတော့လကောင်းဒီဒီ mentally တော့လကောင်းပေါ့နော်ဒီ support တွေပေးနိုင်မယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုကတော့နောက်တစ်ပိုင်းထပ်ပြောရလို့ရှိရင်တော့ဟို ကျွန်တော်ဒီဒုတိယတနာကနေတဆင့်ပေါ့နော်အဲဒီနောက်ထပ်ပေါ့နော်အဲဒီကြဲကြဲဝင်းဝင်းနဲ့ကြဲကြဲအပြန်ကြဲကြဲပြန်ပြန်နဲ့အဲဒီအညာဒေတာမှာဖြစ်နေတဲ့ဆလာကျွန်တော်ရှေ့မှာတော့ဆရာကျဆန်လည်းပြောပြောခဲ့တာပေါ့နော်အာကျွန်တော်ဒီဒုတိယတနာကိုလုပ်ခဲ့တာကကြတော့ဆလာပြောလို့အချိန်ရတော့အကန့်အသတ်ရှိရပေါ့နော်ဒီ3လကျော်ကျော်လေးလာအဲ6လဝင်ကျင်ပဲပေါ့နော်ဒီဝင်ကျင်3လ6လကြာပဲပေါ့နော်အဲ့ခါကျတော့ဟိုတကယ်တကယ်ဒီအညာဒေတာမှာဖြစ်နေတဲ့ လူငယ်တွေအကြောင်းပဲပြောပြောညာဒေတာမှာအဲရှိနေတဲ့ဒီလူငယ်တွေရဲ့မျောလင့်ချက်တွေအိမ်မက်တွေအနာဂတ်တွေလို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ဒီနေမြေတစ်ခုနဲ့တစ်ခုနဲ့လည်းတူနိုင်တာမဟုတ်ဘူးပေါ့နော်ဒေတာတစ်ခုနောက်တစ်ခုကဒီအုပ်စုတွေအုပ်စုတွေတစ်ခုချင်းစုချင်းစီမှာဒါကွဲပြားခြားနားချက်တွေဆိုတာတော့ရှိနိုင်နေပေါ့နော်အဲနောက်တစ်ခုကဒီလေ့လာတဲ့အပိုင်းအခြားပေါ့လေလေ့လာတဲ့အပိုင်းအခြားကလည်းပဲဆန္ဒပြောသလိုဒီအာကျွန်တော်ဒီသူတေသနာကိုအချိန်လေးတော်တော်လေးပေးပြီးတော့မှအမှနှစ်ရှစ်စီမံကိန်းလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးလေ့လာ ယ်ဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့မှဒါ comprehensive ပို့ပြီးတော့ဖြစ်နိုင်တယ်ဒီလိုပုံမှန်ဒီရရလာတဲ့ result ပုံမှန်အခြေခံပြီးတော့မှဒီပို့ပြီးတော့ကောင်းမွန်တဲ့ဒီ mobile ဘိုင်းအရာတော့၎င်းဒီ support ဘိုင်းအရာတော့၎င်းဒီလိုမျိုးလေးတွေတော့ပို့ပြီးတော့အထောက်အကူပြုနိုင်မှုတွေဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ဒီတုတေတနာတွေ့ရှိချက်ပေါ်အခြေခံပြီးတော့ကတော့ဆွမ်းနာပြောသလိုဒီရှေ့ဒီရှေ့ဆက်လောက်ရမယ်ပေါ့နော်အဲနောက်ထပ်လေ့လာတဲ့နေတုတေတနာတွေနောက်ထပ်ဒီလေ့လာကြည့်ရှုရမယ်ဒီခန္ဓာတွေကိုလည်းပို့ပြီးတော့ဒီမြင်သာစေမယ်လို့လည်းယူဆပါတယ်ပေါ့လေဟုတ်ကဲ့ ဟုတ်ကဲ့ပါဟိုဖြည့်ပေးတာလည်းပြည့်ပြည့်စုံစုံရှိပါဆရာမကြီးလူငယ်တွေရဲ့ဒီအချက်လက်တွေလက်ရှိအခြေအနေတွေကိုဒီသူတည်နာကပုံပေါ်နိုင်တယ်အဲ့ဒါနေပြီးတော့ကျွန်တော်တို့ဒီဘာတွေ lesson လမ်းရလိုက်တယ်အာဒီသူတည်တနာအပြင်ကျွန်တော်တို့ဘာ lesson လမ်းရလိုက်လဲဆိုရင်ကြတော့ပေါ့နော်အမ်အဟိုတခါတလေကြာရင်ကျွန်တော်တို့ဒီအတန်ကအရေးကြီးတယ်ဆိုတာမျိုးကျွန်တော် သိရတယ်ပေါ့နော်အဆုံးမကျော်ရှိမှလည်းပြောသွားသလိုကျွန်တော်တို့ဒီဒေတာရဲ့အညာဒေတာပေါ့နော်စကိုင်းမန္တလေးမကွေးပေါ့ဒီဒေတာရဲ့အဲဒီလူငယ်မှမဟုတ်ပါဘူးကျန်တဲ့အုပ်စုတွေအားလုံးရဲ့အတန်တွေကိုဖော်ပြနိုင်တဲ့အင်အားတွေအများကြီးအားနေတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့က outsider view ကနေပြီးတော့ပုံစံမျိုးမျိုးပုံဖော်ကြတာမျိုးရှိတယ်အဲတတ်မှတ်ချက်မျိုးမျိုးတတ်မှတ်ကြတာမျိုးရှိတယ်ဒါပေမဲ့ဒီလိုမျိုးဟော ဒီတုဒေသနာအဆမ်းဆရာမလည်းပြောသွားသလိုအရင် comprehensive တော့မဖြစ်ဘူးပေါ့ဒါပေမဲ့အဲဒီတုဒေသနာအားဖြင့်ပေါ့နော်အဲကျွန်တော်တို့တခုပြောလို့ရတာကတော့အာဟိုအတိုင်းတာတခုထိပေါ့နော်ကျွန်တော်တို့ဒီအသံဟိုပေါ့နော်လက်ရှိမြေပြင်ကအသံကိုကျွန်တော်တို့ကောင်းကောင်းထင်ဟပ်ပြီးတော့အာရလိုက်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကတော့ဆုံးကပြောသလို lost generation ဖြစ်နိုင်ခြေများတယ်လို့သတ်မှတ်တယ်ဒါပေမဲ့ဒီမှာ lost generation ဖြစ်နိုင်ခြေအဲ အဲ့လောက်မရှိနေဘူးပေါ့နော်အဲ့လောက်မရှိနေဘူးဆိုတော့အဲတွေ့ရှိချက်မျိုးကိုလည်းတွေ့ရတယ်အဲဒါပေါ့နော်အဲ့ဆိုတကယ်အမြင်ပြင်ကအထင်ဆိုတာအရေးကြီးတယ်ပေါ့တော့ဒီဟာအပြင်ဘာလို့လဲအဲတင်ကန်းစာရတယ်လို့တိုက်တွန်းချက်နှိုးဆော်ချက်လည်းဖြစ်တယ်ဆိုတော့ဟောဆက်ပြီးတော့ဟောဒီလိုမျိုးပေါ့နော်ကျွန်တော်တို့အညာ Institute အနေနဲ့ရောဟောကျန်တဲ့အဲဒီပညာရေးနဲ့ပတ်သက်ပြီးသူတည်တနာလုပ်နေတဲ့အဖွဲ့အစည်းတွေသူတည်တနာလုပ်နေတဲ့သူတည်တနာရှင်တွေအနေနဲ့ရော ဆောင်ရလို့ဒီ MPA လိုမျိုးပေါ့နော်မီဒီယာတွေအနေနဲ့ရောပို့ပြီးတော့အော်ဒီအညာဒေတာရဲ့အတန်တွေကိုပို့ထုတ်နိုင်မယ်ဆိုရင်အဲမူဝါဒရေးရပိုင်းတွေမှာလည်းကျွန်တော်ပို့ပြီးတော့အော်လုတ်ဆောင်နိုင်တဲ့အင်အားမျိုးလေးတွေအေးရှိမယ်ပေါ့နော်အဲဆိုတော့ဒီသူစီတနာနေဘာတင်ငန်းစာယူနိုင်တယ်လဲဆိုတာထက်ပေါ့နော်အော်ဘာလေးတွေကိုကျွန်တော်တို့အကြံပြုနိုင်မလဲပေါ့နော်အော်စစလုံးကဆီမတီတီလည်းပြောသွားတဲ့အထက်မှာလည်းပါလာတော့ပါပါတယ်ပေါ့အဲဆိုတော့အထူးသဖြင့်ကတော့အော်ဒီသူစီတနာထဲမှာဖော်ပြကြတာအများစုကအော် ဘာဖြစ်လို့လဲဆိုတော့တို့ဒီမိပြင်ကအတန်ကသက်ဆိုင်ရာပေါ့နော်မူဝါဒရေးဆွဲပြနိုင်တဲ့သူတွေအထိ အတန်ကမထုတ်နိုင်တာမျိုးကြီးရှိတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ literature ကအကျော်ဒီသူ့ဣတနာတွေကဒီနေရာကိုဖြစ်ပြီးတယ်လို့ကျွန်တော်ယူဆတယ်ပေါ့အဲဆိုဒီမှာဆိုရင်ဆန်ဆန်မတွေရောចောင်းသားတွေရောပြောကြတယ်သူတို့အဓိကဖြစ်ချင်တာက safe learning environment ပေါ့နော်အဲဆိုတော့ safe learning zone တစ်ခုကိုတရားလေးအဲလုပ်ပြီးဖို့ဟိုလိုနေပြီးပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့လုပ်ကြမလဲပေါ့ဒါကတော့မူဝါဒရေးရာဘိုင်းနေရာပိုဆွေးနွေးရမယ့်ကိစ္စမျိုးတွေရှိတယ်ဘာဆိုရင်ဆန်ဆန်မတွေဆိုပြောတယ်သူတို့ចောင်းသားတွေထဲမှာတကယ်ကို ဟိုအရန်ပေါ့နော် international နဲ့မိအောင်ဟိုစူးစမ်းခြင်းစိတ်လည်းရှိတယ်အကြီးအသေးလေးရှိတဲ့ကျောင်းသားတွေရှိတယ်ဒါပေမဲ့သူတို့မှာဒီ G12 ပြီးရင်ဘယ်လိုဆက်ပြီးတော့ chip ဆက်ပေးရမလဲဆိုတာအများကြီးခက်ခဲဖြစ်နေတာမျိုးတွေရှိရပေါ့နော်အဲဆိုတော့သူတို့က networking တွေလည်းကောင်းစေခြင်းနဲ့ပေါ့ NUG MOE အနေနဲ့လည်းဆောင်ရလို့အချို့တိုင်းတလနဲ့ကိုင်ဖွဲ့စည်းတွေမှာဆိုရင်အဲမြေပြင်ကျောင်းတွေကိုအခြေတကြားဆောက်နိုင်နေပြီပေါ့နော်အဲဆိုတော့အဲ့လိုကျောင်းမျိုးကို ဟိုပေါ်တော့ဒီလိုမျိုး border area မျိုးတွေမှာပေါ့နော်ချင်းတို့မျိုး border area မှာဆောက်မလားဒါမှမဟုတ်ဆိုရင်ဆုံးကလို့ရှိနေပြီးသားပေါ့နော်။ဟောဒီကချင်ဒေသဘက်အထိကိုဟိုချိတ်ဆက်ပြီးတော့ပညာသင်ဒီကထူးချွန်ကျောင်းသားတွေဆိုရင်အကူပို့နိုင်တဲ့အဆင့်ထိဘယ်လိုမျိုးဟိုဟာလေးတွေလုပ်ပေးနိုင်မလဲပေါ့။ဟောဒါမျိုးတွေကိုလည်းအကြံပြုချက်မျိုးလေးတွေတွေးရတယ်။အဲနောက်တစ်ခုကအာဒီ certificate ကိစ္စပေါ့နော်အဲဆိုတော့စာတင်တာကအလုပ်ရဖို့တက်တက်အတွက်မဟုတ်ဘူးဆိုတော့ညာလေစာတင်တဲ့ ဒီဒီတက်မှတ်လိုက်တဲ့ရလက်ရလက်တစ်ခုပါပေါ့နော်လုပ်ငန်းခွင်အတွက်အကျိုးရှိရမျိုးဖြစ်ရမယ်ပေါ့နော်အဲ့ဆိုဒီစားရဲစားတဲ့နဲ့ပတ်သက်ပြီးတော့အာမခံချက်တစ်ခုကိုဒီသက်ဆိုင်ရာ NGO MOE အနေနဲ့ဘယ်လောက်ထိအာမခံ credible ဖြစ်တဲ့ document တစ်ခုကိုဟိုဖန်တီးပေးနိုင်မလဲပေါ့အာနောက်တစ်ခုကဒီတင်ယိုးတွေ ရေးဆွဲတာတွေနဲ့ပတ်သက်ပြီးတော့လည်းအဲဒီ local context နဲ့ပေါ့နော်ပြီးတော့လက်ရှိဖြစ်နေတဲ့အနေအထားမျိုးနဲ့ကန့်ညီတဲ့သင်ယူမျိုးရေးဆွဲစီချင်တယ်ဆိုတာမျိုးပေါ့ဥပမာအချိုးဆရာဆရာမတွေဆိုရင်အကျံပြူလာရှိတယ်ကျွန်တော်တို့ဒီပုံမှန်သင်ယူပေါ့နော်အာဓာတ်ပိဒါတွေအဲစသည်ဖြင့်ဓာတ်တွေ အဲ chemistry ဖတာရက်ဒီကိုသင်ကြားနေရတဲ့ဒီဒေတာတွေမှာဆိုရင်အချို့ဒေတာတွေဆိုရင်အဲလက်မှုလုပ်ငန်းလုပ်တာမျိုးရှိတယ်အချို့ဒေတာတွေဆိုရင်ဆောင်းဝါလို့စေလိခုံလုပ်တာမျိုးတွေရှိတယ်အဲဆို vocational training လို့ပြောတဲ့အချိန်မှာလည်းပုံမှန်လုပ်နေတဲ့ vocational training မျိုးမဟုတ်ဘဲနဲ့ဒီဒေတာ context နဲ့တကယ်ကညီပြီးတော့အာလုပ်ငန်းအချို့အလုပ်ခွင်လေးတွေရှိပြီးသားဖြစ်တယ်ပေါ့နော်အဲဆိုပူပြီးကြည်ကြည်ပြင်းပြက်အဲတစ်ပိုင်းတစ်နိုင်လုပ်နိုင်တဲ့ပုံစံမျိုးတွေချီဖြစ်အောင်အောင်သင်ကြားပေးနိုင်တဲ့ facility တွေဆက်ဆံမတွေတင်ယူရေးဆွဲနိုင်မှုတွေပေါ့အော်ဒါတွေကိုလည်းအဲဒီ ဆက်ဒီပေါ့နော်အင်တာဗျူးမှာပါဝင်တဲ့သူတွေကအာဖြီးသွားတာမျိုးတွေရှိတယ်ပေါ့ဟုတ်ဒါကြောင့်မို့လို့ဒီသူတည်တနာအနေနဲ့ဆုံးကလို့ဟိုဘာတွေလုံးတင်နေဆိုတာကိုတော့ကျွန်တော်တို့တည်တနာထဲမှာအခြေအနေပြင်ပြောထားတာတော့မရှိပါဘူးဟိုနောက်ဆုံးပိုင်းမှာတော့အချင်းချုပ်ပြောထားတာမျိုးလေးတွေဂျားထဲမှာညှက်ပြောသွားတာမျိုးတော့ရှိတယ်ပေါ့အဓိကကျွန်တော်ကမြေပြင်မှာဘလို challenge တွေဖြစ်နေလဲဘလို yin ဆိုင်မှုတွေဖြစ်နေလဲဆိုတာတော့အဓိကအားဆိုင်ပြီးပြောသွားတာပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်ဒီလိုမျိုးအချင်းချင်းကိုယ်ကိုယ်ငယ်မြင်တဲ့အချိန်မှာအာ policy maker တွေအနေနဲ့ရောဆုံးကလို့ announce ထက်လိလမဲ့သူ့တရားပညာရှင်တွေအနေနဲ့ရောဟောဘယ်လိုပြောရမလဲဘာလို့တင်လဲဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတဲ့အတွေးခေါ်ယူဆမျိုးတော့ရသွားနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ဒါဆရာဟောဆရာမဟောတယောက်တခွန်းလောက်စီပဲပေါ့နော်ဟိုနည်းနည်းပဲပေါ့ဟိုကြံခဲ့တာပဲဖြစ်ဖြစ်ဒီဥစားနဲ့ဒီအပေါ်မှာပဲဖြစ်ဖြစ်ပြောချင်တာဖြည့်ချင်တာလူလူကို message စကားပေးချင်တာဘာများရှိမလဲပေါ့နော်ကျွန်တော်အနေနဲ့ကတော့ပေါ့နော် အဲဟွာပေါ့အနှစ်ချုပ်ပြောရလို့ရှိရင်တော့အဓိကတော့ဟိုပညာရေးဆိုတာတော့ရက်နေလို့မရဘူးပညာရေးကတော့ရှေ့ဆက်ပြီးတော့မှသွားမှဖြစ်ပါတယ်ပေါ့နော်ဘလို့အချိန်နေပဲဖြစ်ဖြစ်ပေါ့လေ အဲ့တော့ဒီကိုလေးလာတဲ့ဒီဥမာစာသင်ခန်းထဲမှာနေမှပဲအဲဒီပညာရေးဆက်သွားမျိုးလည်းမဟုတ်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲကိုပဲနေရာမှာပဲရောက်ရောက်ဒီလေ့လာလို့စိတ်ဒီစီးပူးလို့စိတ်အဲပညာရေးအဲနဲ့ပတ်သက်ပြီးတော့ကတော့ဒီဆီဆက်ပြီးတော့သွားဖို့ဒီလက်ရှိလည်းသွားနေကြတဲ့ဒီအင်အားစုတွေပေါ့နော်ဒီ institution တွေကိုလည်းကျွန်တော်ထောက်အဲဒီထောက်ပံ့ပါတယ်နောက်တစ်ခုကဒီကျောင်းသားကျောင်းသူတွေရဲ့ဒီအနာဂတ်တွေပေါ့နော် ပို့ပြီးတော့အဲ့လိုမျိုးတောက်ပဖို့ဒီအညာကလေးတွေရောနောက်ပြီးတော့ဒီတနိုင်ငံလုံးမှာရှိနေ တဲ့ဒီပညာရေးလက်လမ်းမှတ်မိနေတဲ့ကလေးတွေလူငယ်တွေအတွက်ပေါ့နော်အာဒီပညာရေး institution တွေပို့ပြီးခိုင်မာအကောင်ဖို့ပေါ့လေအဲ့တော့ကိုလည်းကြာရတာဝင်ရနေပြီးတော့မှအာအာတက်နိုင်နေများပေါ့နော်ဒီဖြည့်ဆည်းပေးသွားမယ်လှုပ်ဆောင်ပေးသွားမယ်လို့အဲ့အရာလေးလည်းပြောချင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပါဆရာကြီးဟုတ်ဆရာဂျီဆန်ပြောပြပါဒီသူတေသနာအာဖြင့်ပေါ့နော်အော်ဟို idea အတွေးခေါ်တစ်ခုခုရသွားမယ်လို့ ယုံကြည်တယ်ပေါ့နော်အကျွန်တော်ကိုယ်တိုင်လည်းအဲចောင်းဆရာတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့အကျွန်တော်တို့ဆရာဆရာမတွေမှာစဉ်းစားချက်ရှိတယ်ပေါ့နော် formal education ဆိုတာမျိုးကိုအများကြီးတွေးရပေါ့နော်စာသင်တယ်ဆိုရင်ပုံမှန်စာသင်ခန်းမှာចောင်းသားတွေရတရားထိုင်ပြီးတော့သင်နေတဲ့ပုံစံတစ်ခုကိုပဲစဉ်းစားပြီးတော့အဲပုံစံမရောက်သေးပြီ certified မဖြစ်ဘူးပေါ့နော်ဟောဒါပေမဲ့အဲအခြေအနေတွေကလည်းပြောင်းလာပြီခေတ်တွေကလည်းပြောင်းလာပြီလက်ရှိကြုံတွေ့နေရတယ်လေအဲ ပုံစံမျိုးစုံရှိတယ်ပေါ့အဲဆိုတော့အခုလက်ရှိအဲပညာရေးရုပ်ဝန်းမှာပေါ့နော်ဟောကျွန်တော်အညာဒီစာတန်းဆိုရင်ပညာရေးတစ်ခုလည်းလေ့လာတော့မဟုတ်ဘူးဒါပေမဲ့ပညာရေးကဟိုပေါ့နော်အခြေ base လုပ်ပြီးလေ့လာတာဆိုတော့အဲ့ဒါဆိုတော့ဟောပြောချင်တာကတော့ပညာရေးနဲ့လုပ်နေတဲ့သူတယောက်ချင်းပေါ့နော်မိဘရောကျောင်းသားရောဆက်ဆက်မရောစစောင်းကလို့ကျွန်တော်တို့ပုံမှန်တီးခဲ့တဲ့ conventional classroom environment ဖြစ်မှဆိုတဲ့စဉ်းစားချက်မျိုးမဟုတ်တော့ဘဲနဲ့လက်ရှိဖြစ်နေတဲ့အခြေအနေတွေမှာလူငယ်တွေကတလောက်ထိအဲဒီဘောနော fashion တွေရှိနေနေတယ်အဲရှိနေတယ်ဆိုတာကိုအတိအမှတ်ပြုပြီးတော့အကောင်းဆုံးဆက်သွားဖို့ပေါ့နော်နောက်တစ်ခုကလည်းဒီလူမျိုးမြေပြင်ကအချက်လက်အသံတွေကိုလည်းအဲသက်ဆိုင်ရာ NGO MOE အဖအဝင်ပေါ့နော်ဟောသက်ဆိုင်သူ တော့အားလုံးကအာထည့်သွင်းစဉ်းစားစီခြင်းနဲ့အဲဒီຢာတွေကိုတခြားလေးအဲဖတ်ရှုလေးလာပြီးတော့ဘာလို့တင်လဲဆိုတဲ့အရာကိုဆွေးနွေးအဖြေရှာစီခြင်းပါတယ်ပေါ့အာနောက်တစ်ခုကတော့စောစောကလို့ဆရာတို့အာဒီဒီ MBA အနေနဲ့ရောအခြားသတင်းဌာနတွေအနေနဲ့ဆိုရင်လည်းအဲတကယ်ကိုဟိုတနင်္ဂနွေလုံးအနေထားကိုလည်းခြုံငုံလေးလာမိတယ်လို့ဟိုဒီအညာဒေတာနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းအဲအာဆက်ပြီးတော့ပေါ့နော် တော့အအများကြီးအတန်တွေကိုဖော်ထုတ်စေချင်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဆရာမအောင်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒီ MBA နဲ့အညာလေးလာရေးစင်တာတို့နဲ့ပူးပေါင်းလုပ်တဲ့ဒီ pocket အစီအစဉ်လေးကတော့ဒီလောက်ပါပဲနောက်ပတ်ဒီမှာလည်းဒီလိုမျိုးထူးခြားတဲ့ pocket အစီအစဉ်လေးတွေကိုကျွန်တော်တင်ဆက်ပေးဦးမှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာโอเคဖတ်ရှုနားထောင်ပေး audience တွေကဒီစီစဉ်ပေးတဲ့ MP ကိုပေါ့နော်ကျွန်တော်တို့ဒီ team ကဆရာကျဆန်ကိုကျေးဇူးများကြီးတင်ပါတယ်